ယူနိုက်တက်ဘက်ကဂိုးသွင်းနိုင်တဲ့မမောင်လင်ဂုံပြုံွေ7300ရရှိပရိသတ်များလုံးဝမိန်လာများမန်ချက်စတာဖွားစံကနေပြန်လဲကြိုးလဲပါရင်မန်ချက်စတာနိုင်တဲ့ဘက်ကနိုင်ကိုသွင်းနိုင်ခဲ့တဲ့မြန်မာနိုင်ငံစင်ဆောင်မမောင်လင်ကိုဒီနေ့ဂျွန်လ3ရက်နေ့မှာပဲမြန်မာနိုင်ငံဘောလုံးဖွဲချုပ်အလုံးအမှုဆောင်အဖွဲကနေပြီးတော့ဂုံပြုံွေ7300ချင်းမြင်ခဲ့ပါရင်မမောင်လင်ဟာပြီးခဲ့တဲ့မေလ20ရက်နေ့ကမလေးရှားနိုင်ငံဘူကစ်ဂျာလီကွင်းကြီးမှာကစားခဲ့တဲ့မန်ချက်စတာနိုင်တဲ့အာဆီယံညောင်အသင်းရဲ့ရာသီကြိုးခြေစမ်းပွဲမှာအာဆီယံညောင်အသင်းဘက်မှရွေးချယ်ခြင်းခံခဲ့ရဖြစ်ပါရင် မမောင်လွင်ဟာ United အခြေစမ်းတဲ့ ASEAN ညောင်းအသွေးမှာရွေးချယ်ခံရတဲ့အတူတည်းသောမြန်မာလူရင်းစင်စားမလဲဖြစ်ပါရင်မမောင်လွင်ဟာဒီပွဲမှာပွဲထွက်ကစားခွင့်ရရှိခဲ့ပေမယ့်ဒုတိယပိုင်းပွဲချင်း54မိနစ်မှာလူစားဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါရင်ဟိုင်နာပွဲချင်း87မိနစ်မှာ OC ကစားမအလိုက်တင်ထုံးပေးတဲ့ဘောလုံးကိုချိန်သားကိုက်ပြေးထွက်ပြီး United ကမှတွင်ရင်တန်ရဲ့ညာဘက်တောက်ထဲကိုတခါတည်းအဆုံးသတ်ကန်သွင်းခဲ့တာဖြစ်ပါရင်မမောင်လွင်ဟာကိုသိန်းယူနိုက်ခဲ့တာကြောင့်ပွဲပေးမှာ United ဘယ်နောက်ခံလူလောက်ရှော့ရဲ့ဂေါ်ဘီယိုချင်းကိုလည်းခံခဲ့ရပြီး Bruno ရဲ့ချာစီကိုလည်းလက်ဆောင်ရရှိခဲ့ပါရင် United ဘက်ကကိုသိန်းယူနိုက်ခဲ့တာနဲ့ပတ်သက်ပြီးမမောင်လွင်က ဒီလိုမျိုးရက်ကတော့မေ့မှာမဟုတ်ဘူးပေါ့နော်။ကိုကွန်ပြောမယ်ဆိုရင်မနေ့ကလို့ဂေါ်သွင်းပြီးဒီနေ့တင်ရမယ်ဆိုရင်သေးပြောပါရင်ကျွန်တော်မိုင်အားပေးတာပါ။ဒါပေမဲ့ဘောလုံးကစားရတယ်ဆိုရင်အဲ့ဒီချိန်အတွင်းကပြိုင်ပွဲပဲလေ။အဲ့တော့ထွေထွေထူးထူးတော့မရှိပါဘူး။ကိုကောတော့ဂုံယူပါရင်ကျွန်တော်က United ပရိသတ်တယောက်ဖြစ်တာမဟုတ်။အခုလို့ဂေါ်သွင်းနိုင်ခဲ့တာကအိမ်မက်တွေတကယ်ဖြစ်လာခဲ့တာပါ။အခုနေ့သေးပြောပါပြီ။ဆိုတဲ့ခန်းစားချက်မျိုးတော့ဖြစ်ပေါ်ခဲ့ပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့ပါရင်။ဘောလုံးရအတိုင်းကလပ် left one warin အတင်းမှာကစားမဘွားဖြစ်တဲ့နေသူဖြစ်ပြီးလက်ရှိချိန်မှာတော့အာရှခြေစစ်ပွဲအတွက်မြန်မာနိုင်ငံအတွက်စကန်သွင်းလင်းချင်းမှုတွေပြုလုပ်နေပါတယ် ဟုတ်ကဲ့ပါဗျာဖြူလေးကတော့ပါပဲအဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူပဲတင်ရှိပါရခင်ဗျာ